90 Pro Max ပါเนาะမနေ့ကတစပြီးတော့မိတ်ဆက်သွားတယ်အဲကျွန်တော်တို့မြန်မာပြည်မှာတော့မရသေးဘူးဆိုပေမဲ့ဟိုတရုတ်ကရှောင်းဘိုင်းလားမသိဘူးသူ review တွေပါတယ်လဲထွက်ထားပါပြီအဲ့ဒါလေအဲသူ review ကတော့တရုတ်လိုတော်တော်များများပြောပြထားတာပေါ့ဗျာ K90 Pro Max နဲ့ပတ်သက်ပြီးအဲ့ဒီဟာလေကျွန်တော်ဟိုဖုန်းအပိုင်းလေးတွေယူပြီးတော့ခင်ဗျားတို့ဒီမှာပြပေးမယ်ဟိုကိုကတကယ်လို့လေ့လာခြင်းနဲ့ဘာညာကြည့်ခြင်းနဲ့ဟိတ်ဆိုရင်လေအဲ့ဒီမှာတော့ကြည့်လို့ရတယ်ဒါကတော့ design တွေ့ပြီးရင်အသာအနာကကျွန်တော်တို့ 2023မှာထွက်ခဲ့တဲ့ KSMD Ultra ရဲ့ဟိုကင်မရာဘန့်နော်ကင်မရာအောက်ဆိုးအနေထားတိုင်းကိုတုံးလိုက်တယ်ဒါပေမဲ့ဒီကဟို KSMD Ultra တော့အောက်ဆိုးကကြတော့ကျွန်တော်၄00လေးဒီကောင်မှာတော့အဝိုင်းပုံစံမျိုးပဲဖြစ်သွားပြီအရင်နှစ်ကဆိုရင်တော့ Pro C ပေါ့ဒီနှစ်မှာတော့ Master Lite တော့ Pro Max တကယ်တမ်းပြောရင်တော့ဒီကောင်က K90 Pro ပဲ Snapdragon 8 LE Gen 5နဲ့လာတယ်အဲ့တော့နှစ်တစ်နှစ်မှာ K series ရဲ့ Pro model တွေဟာ Snapdragon ရဲ့ latest နောက်ဆုံးထွက်ထားတဲ့ SoC ကို ဈေးတင်းတင်းလျောက်ပက်စာနဲ့ဝယ်လို့ရအောင်ထုတ်တာနဲ့အညီဒီနဲ့မှာဆိုလဲ8 Allegiant 5ကို K90 Pro Max မှာဝယ်လို့ရမယ်ဈေးနှုန်းကတော့တရုတ်ပြည်ဈေးနှုန်းကတော့24သိန်းလောက်တော့ရှိတယ်2256 Official ဈေးကခင်ဗျားတို့ Pre Order ကောက်နေတဲ့ဈေးကတော့ဒီမှာ25သိန်း26သိန်းဝင်ကျင်နေရောင်းတာကိုတွေ့ရမယ်ဒါကတော့သူ Official All Rounder ပါတဲ့ဟာပေါ့တကယ်တမ်းပြောရရင်ဒီနှစ်က Flagship ပုံစံပုံစံသွားတယ်လို့ပြောလို့ရအောင်ကင်မရာ sensor ဆိုရင်လည်း ရှောင်းမီ17မှာသုံးထားတဲ့ flagship sensor လို့ပြောလို့ရတယ်သူတို့ light hunter 950ပေါ့နော်950ကိုသုံးပေးထားတာတွေ့ရတယ်။နောက် wireless charging က50 watt ပါမယ်။ကျိုးနဲ့တွင်းလို့ရတာ100 watt နဲ့တွင်းလို့ရမယ်ပေါ့နော်။ဒီဖုန်းမှာတော့အတန်ပိုင်းကိုအားဆိုင်တယ်ဆိုပေမဲ့တကယ်တမ်းပြောရရင် K80L Ultra မှာတွေကကျွန်တော်တို့ကတော်တော်ကောင်းတဲ့ speaker ကိုရခဲ့တယ်။ဒါပေမဲ့အခု K90 Pro Max ရောက်လာတဲ့အနေအထားမှာတော့ Stereo Speaker 2.1ပေါ့ဗျာခင်ဗျားတို့ Micro Laptop ဘာလို့သုံးဝင်ကြည့်မှာဂျားရဲကနောက်ကကောင်ကအတန်ထွက်မှာမဟုတ်ဘေးစတန်ပဲထုတ်ပြီးမှာနော်အဝူဖာဆက်ဝူဖာအဲ့ဒီခါလေဟိုကျွန်တော်တို့တရုတ်က review video လေးကိုခင်ဗျားတို့ပြပေးလိုက်ရင်နည်းနည်းလေးပို့ပြီးတော့နားလည်သွားမယ်ဒါကတော့ကျွန်တော်တို့ကပါတဲ့ spec တီကိုပဲအတူတူပြောပြပေးသွားမှာ တိတိတတာပိုကောင်းလာတာ second side ကြီးကစောင်းရင်းကြီးသွားတယ်6.9 inches ဆိုတော့ခင်ဗျားတို့ဗီဒီယိုကြည့်မဲ့သူပဲဖြစ်ဖြစ်ဂိမ်းဆော့မဲ့သူပဲဖြစ်ဖြစ်ဒီကောင်ပေါ်မှာ share ချိန်လို့ရမယ် resolution ကတော့ဒီနေ့မှာ 1.5k resolution နဲ့ပဲကြည့်ရမယ် LDPO မပါလာတာတော့ဝန်းနေတရာကောင်းတယ် LDPS ပဲဆိုပြီးတော့ LDP ကိုပါလာရဲဆိုပြီးတော့ကျွန်တော်သူ့ဖော်ပြထားတာမတွေ့ရဘူးဗျာ1 to 120 hertz refresh rate maybe ရချင်မှရလိမ့်မယ်ထွက်မှပဲကျွန်တော်တို့သိချစမ်းကြည့်ရမှာသူ့ OLED ပန်နေပေါ့နော် အာပြီးရင်ကင်မရာ traffic camera ဆက်ရပေးလာမယ်ပေါ့နော်အဲ့တော့ဒါဒါကသူ design တင်ပြင်ကကျွန်တော်တို့၃မျိုးလာပါလိမ့်မယ်အဲ၃မျိုးဆိုတာအနက်ရောင်ရယ်နောက်အဖြူရောင်ရယ်ဒီ jean color လေးရယ်နောက်တစ်ခုက champion edition ဆိုပြီးတော့ Lamborghini ပေါ့ဗျာ Lamborghini Lamborghini version နဲ့တစ်မျိုးထွက်ပါလိမ့်မယ်เนาะအယောင်၃မျိုးကဒီကောင်လေးပါ Xiaomi Dragon Crystal Glass ကိုပဲတုံးပေးထားတယ်ပေါ့နော် Xiaomi Dragon Crystal Glass ကအကျဉ်းခံမှုအတွက်မျက်နှာပြင်မှာဖုံးအုပ်ပေးထားတယ် camera နော်သူကဆပြီးတော့ performance တော့အရင်ဆုံးမကျင်ညာဘူး pro series က ultra series တက်ဘာလို့ဈေးများတက်တာတုံးဆိုတော့အဲကင်မရာဆန်ဆာကောင်းတာပါတယ်လို့ ultra series မှာမပါတတ်တဲ့ telephoto lens ကလည်းကျွန်တော်တို့ဒီ pro max ပေါ့နော်ဒီနေ့တော့ pro max series မှာပါတယ်ဒီ1.31အ1 1.31 inch ရှိတဲ့ဒါကျွန်တော်တို့ light hander 950ပေါ့နော် light hander 950ဆိုတာကအာ Xiaomi 70မှာသုံးထားတဲ့ um camera sensor နဲ့အတူတူပဲအဲ့တော့ Xiaomi 17ကိုတက်မဝယ်ခြင်းမူဆိုလဲ K90 Pro ဘက်မှာတူညီတဲ့ sensor ကိုသုံးရမယ်ဒါပေမဲ့ဒီကောင်မှာတော့ Leica နဲ့ collab လုပ်ထားပါဘူးဟို Xiaomi 17မှာတော့ Leica ကို engineer လုပ်ထားတယ်အာ950 light hunter camera နဲ့ရိုက်ရမယ်ပေါ့ဗျာเนาะအဲ့လောက်ဆိုရင်နားလည်ပြီးထင်ပါတယ်အဲနောက်တစ်ခုကတော့သူနောက်နောက်ဖက်ဆက်တဲ့အကုန်လုံးက50 megapixel main camera light hunter 950နဲ့ပါမယ်နောက်ပြီးရင်50 megapixel ultra wide lens နောက် 50 megapixel Samsung sensor GN5 က Samsung sensor ဖြစ်ပုံများပါတယ်အဲ့ကောင်က5.8 optical telephoto zone ရတဲ့အနေထားထောက်ပံ့ပေးမှာဖြစ်ပါတယ်ဒါကင်မရာဆက်တဲ့အနေထားပါနောက်ထပ်ကတော့ဒါတုံးထားတဲ့ light hander 950 sensor ရဲ့အနေထားကိုသူကပြထားတာပေါ့နော်ဒီအတိုင်း light hander sensor တွေက dynamic ကောင်းကောင်းနဲ့ကျွန်တော်တို့ရိုက်လို့ရတယ် night shot တွေလည်း low light အနေထားမှာကောင်းကောင်းရိုက်လို့ရတယ်လို့ဒီ review တွေပြောတာကတော့သူတို့ review လုပ်တဲ့အထက်မှာ ကျွန်တော် translate လုပ်ပြီးနားထောင်ကြည့်ရတလောက်တော့ဒီကောင်ကလူပုံတွေရရင်အဆင်ပြေတယ်ဒါပေမဲ့ telephoto lens ပါညာမှာရိုက်တဲ့အချိန်မှာဟိုမီးရောင်တွေကိုရရင် ghost တွေထွက်တယ်ဆိုတာအရိပ်တွေပေါ့နော်အဲမီးအရိပ်တွေဘာတွေပေါ်တဲ့ဟာမျိုးတော့နည်းနည်းရှိတတ်တယ်ဆိုပြီးသူတို့ပြောထားတာတော့တွေ့ရတယ်ကျွန်တော်ကတော့ဆန်းမကြည့်ရသေးဘူးပေါ့နော်ဒါသူ့ skin tone တွေဒါ K90 Pro Max နဲ့ရရင်ရတဲ့ reset တွေကိုဒီမှာပြပေးထားတာပါနော်ဟုတ်လှပါလေ low light တွေလည်းကောင်းပါလေဒီကောင်တွေက အဓိက image processing ကတော့အဲ့လိုပေါ့နော်အလိုက်ကတော့မပါတော့ဘူးနောက်58 periscope lens နဲ့ရိုက်ထားတဲ့ပုံရိပ်တွေကိုဒါပြတာပါဒါဆို 28x เนาะအစ90ချဲ့ရိုက်ထားတဲ့ပုံဒါက 10x ပေါ့နော်ဆယ်စဒီကောင်က90စချဲ့ပြီးတော့ရိုက်ထားတဲ့သူ့ရဲ့ပုံ sample တွေကိုပြတာဖြစ်ပါတယ်နောက်ပြီးရင်ကျွန်တော်ဒါကတော့ ultra wide lens ပါနောက်ဒီဓာတ်ပုံအတွက်ကတော့ Xiaomi AISP 2.0 ဆက်ပို့ပြီးမှဖြစ်ပါတယ်နောက်ထပ်ကတော့ကျွန်တော်တို့ဟိုပုံမှန်ပဲပေါ့ဗျာပါနေကြ AI feature ပေါ့နော် gallery ထဲမှာဓာတ်ပုံလေးပြင်တာဖြတ်တာပါညာရိုက်လို့ရမယ်နောက်เนาะအတိုးတက်ဆုံးကတော့ဓာကြီးပေါ့နော်ဓာကြီးပေါ့ဆိုတာတော်တော်များများကျွန်တော်တို့ဖုန်းတွေမှာ dual stereo speaker ပါတယ်ဆိုပေမဲ့အဲဒီလိုမျိုး self woofer အနေနဲ့အထည့်ပေးထားတာမရှိဘူး။ तू ကဒီ Bose ပေါ့နော် Bose ဆိုတာက လွန်ခဲ့နှစ်ပေါင်း60လေးရပါတော့เนาะအဲ့လိုတေးတေးမောမော device လေးတွေမှာအတန်ထွက်ပိုအောင်ပိုကောင်းအောင် support လုပ်ပြီးနိုင် company ပေါ့ speaker တွေလည်းထွက်ပါတယ် Bose က DVD ပါညာเนาะအဲ့လိုတေးတေးလေးတွေ speaker မျိုးစုံထွက်တဲ့ company ပါသူကဒီ K90 series တစ်ခုလုံးကို Bose ကနေ tuning လုပ်ပြီးတော့အတန် quality ကို tuning လုပ်ပြီးတော့အထုတ်ပေးထားတယ်လို့ပြောတယ်အဲ့တော့အတန်ထွက်ပိုကောင်းလာနိုင်တယ် K90 Pro Max မှာကတော့ပိုကောင်းတာဒီနောက်ဖက်မှာပေါ့နောက်ဖက်မှာကျွန်တော်တို့ subwoofer လေးထည့်ပေးထားတာပါ သုံးထားတဲ့ကျွန်တော်တို့ဒီ Apple Auth Speaker တွေကလည်းခင်ဗျားတို့ဒီအောက်မှာကျွန်တော်ပြလိုက်115 app ဆိုပြီးတွေ့ရเนาะအဲ115 app ဆိုတာသူတို့အသုံးလုံးပေါ့ဗျာကျွန်တော်တို့အဲ့ဒီ speaker နှလုံးက Apple Auth ပါတယ် Apple Auth ကအဲ့ဒါကအသံထွက်တူညီရလို့တော့ပြောတယ်ဘာလို့ဆိုတူညီရ speaker တက်ထားတဲ့အပြင်ကိုမှဒီ base ကိုထောက်ပံ့ပို့တဲ့တော့1620ဆိုတဲ့ model နဲ့ speaker ကိုထည့်ပေးထားတယ်ပေါ့အဓိကဒီကောင်ကထုတ်ပြီးမှအနှိမ့်ညာပေါ့ base stand ကိုထုတ်ပြီးမှနောက်ကျော back က အာစပီကာဘေးစံထုတ်ပြီးမှာပါသူရဲ့ဖုန်းဆက်တင်ထဲမှာဂျူနင်းလုပ်တဲ့စတိုင်ကနှစ်ခုပါမှာ Bose Classic ကိုထားပြီးတော့ရင်ဘေးစံကောင်းကောင်းရမှာဒီဘက်ကကျွန်တော်တို့ Balance ပေါ့နော် Balance ကိုထားတော့ရင်တော့ Woofer ကိုတုံးတဲ့နှုံးလေးကိုချော့ချလိုက်မှာအဲ့တော့ခင်ဗျားတို့နားထောင်တဲ့တခြင်းကဘေးစံဘာညာပူမိုက်တယ်ဟေးဆိုရင်တော့ခင်ဗျားတို့က Bose Classic မှုမှာထားပြီးတော့၃ပေါ့နော်ဒီကောင်လေးမှာထားပြီးတော့၃တကယ်လို့ကိုယ့်ရဟာပုံမှန်ဘေးဆန်မလို့ရှင်မှုဆိုရင်တော့ balance မှုမှာပဲထားပြီးသုံးရင်အဆင်ပြေတယ်နောက်ပြီးရင်ဒီကောင်ကအာကျွန်တော်တို့ tuning ပေါ့နော် fitting level tuning for the day ဆိုတာအတန်ထွက်အသေးစိတ်အတိအကျရအောင်တေချ tuning လုပ်ပေးထားတယ်ဆိုပြီးတော့အတူကကြောင်ညာထားတယ်ပေါ့ဗျာနော်အခုနကဒါခင်ဗျားတို့ဒီပုံလေးကြီးပြပြီးသားပါเนาะကျွန်တော်တို့က classic မှုပါမယ် balance မှုပါမယ်ပြီးရင်အဲ tuning 15မျိုးနဲ့ tuning လုပ်ပေးထားမယ် ဂိမ်းစောတဲ့နေရာမှာတချင်းနှားထောင်တဲ့နေရာမှာရုပ်ရှင်ကြီးတဲ့နေရာမှာအကောင်းဆုံးတန်ထွက်တရအောင် boost ကနေကျူနေလုတ်ပေးထားတယ်လို့ပြောတာဒါပဲနောက်ပြီး performance ကတော့တည်တဲ့အတိုင်း Snapdragon 8 LE Gen 5ကိုအသုံးပြုပေးထားတယ်4.6 GHz နဲ့အလုံးလုံးတယ်ပေါ့နော်3 nanometer node နော်ဒါသူ့မှာပါတယ်ဟာပြီးရင်ဒီကောင်းမှာကောင်းတဲ့အချက်က D2 chip ပါမယ် D2 chip ကတော့အာဒီမဲတစ်ခုသဘောမကျသေးတာရှိတာကအမှန်အမှန်ပြောရရင်ဗျာ accuracy ဖြစ်လာရင်ဒီနှစ်မှာတော့ D3 D D3 လောက်ဖြစ်တင်တာပေါ့နော် D1 D2 D3 ဆိုပြီးဖြစ်ရမှာအခုကတော့ D2 ဖြစ်သွားပြီပေါ့နော် D2 ဖြစ်သွားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ eye schooling area 6900 mm square ရှိတဲ့ဟိုပါပေါ့နော်အကူလင်း area ကြီးကိုသုံးပေးထားတာတွေ့ရတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ခုနသတိထားကြည့်မိတဲ့သူဆိုရင်တွေ့လိမ့်မယ် IQ ကဘာလို့အပူတက်တာတော့ဆိုတော့ IQ 50မှာကျတော့ cooling VC vapor chamber cooling area ကြီးက6000 ်မီလီမီတာစကွဲအထိပါတယ်ပေါ့နော်အဲ့ဒါကြောင့်အပူထိန်းနိုင်တဲ့နေရာမှာ IQ 15ကနည်းနည်းပူတာတာပါနော်နော် Hyper OS 3နဲ့တခါတည်းသုံးရမယ်ဟို reviewer တွေဆန်းထားတဲ့ဟာအဲ့တော့ခင်ဗျားတို့ကကျွန်တော်အမိမယ် IQ 15နဲ့ G90 Pro Max နဲ့အဘယ်ရယူရမှာတော့ဆိုရင်တော့ software experience ကောင်းပြီးတော့မြင်မြန်တက်တက်ပွင့်လာတော့အဲ့လိုတရုတ်က reviewer တွေဆန်းတဲ့ result အရာပေါ့နော်အဲ့မဲ့တရုတ်က reviewer ရှောင်းပိုင်းနော်ဆရာသမားဆန်းတဲ့ result ကအဲ့မှာသူရေးပေးထားတဲ့ခါကျွန်တော်ယူပေးထားတာပါ သူကတယောက်လိုရေးထားတာကိုခင်ဗျားတို့အလွယ်တကူသိအောင်ကျွန်တော်ကတော့အာမြန်မာလိုဟိုဘောအင်္ဂလိပ်လိုပဲဘာသာပြန်လိုက်တာပေါ့နော်အဲ့တော့ဒါကအာသူတို့နောက်ဆုံးထွက်တဲ့ဖုန်းတွေမှာ application အခု30ကိုစမ်းပြီးတော့ဖွင့်ပိတ်လုပ်တဲ့ results မှာအာတော်တော်လက်လက်မြင်မြင်ဆန်ဆန် response လုံးနိုင်တာဒီ Vivo X300 Pro ဒီအကောင်းဆုံးအဲ့ဒါပြီးရင် X300 နောက်ထပ် iQOO 15 iQOO 15ပြီးရင် OPPO 5ဟိုဘော OPPO 589 Pro အဲ့ဒါပြီးတော့မှကျွန်တော်တို့ K90 Pro Max လာပါတယ်เนาะဒါကခင်ဗျားတို့ဂျုံလုံးကျွန်တော်တို့တစ်ခါတယ်ပြောလိုက်တာပါเนาะဒါသူရဲ့ officially site မှာကြော်ညာထားတဲ့ဟာကိုကျွန်တော်ဂျုံလုံးပြတာ honor of king ဆိုရင် test response ပေါ့เนาะဟိုပို့ပြီးတော့ test sensitivity ဘယ်ကောင်ဘုံကောင်းလို့ဆိုတော့ခင်ဗျားတို့ i q 15ကတိတိတတ်တာပို့ကောင်းလိမ့်မယ် test response rate က27.2 millisecond နဲ့အလုံးလုံးနိုင်နေဗျာအဲဒီကောင်ပြီးရင်တော့ဟို i go 15ရဲ့အောက်မှာတော့ k90 pro max ကကောင်းတယ်ကောင်းတယ်ဆိုတာတော့ထက်ဝက်နီးပါးလောက် honor of king response time မှာ ်နည်းတယ်ပေါ့နော်အဲ့တော့တကယ်တမ်းတော့ဂိမ်းဆော့ခြင်းခင်ဗျားတို့ IQ15 ကပိုကောင်းမယ်ဒါတွေကခင်ဗျားတို့ကျွန်တော်နောက်မှာအဲ့ Xiaomi ရဲ့ review မှာသူကတော့ K90 Pro Max ကိုသူတို့က review လုပ်ပြီးပြီဒါဆိုရင် Genshin Impact ကိုဆော့တဲ့အချိန်ဆိုရင်တဲ့အဲဒီကောင်ကဟိုဟာပေါ့နော်ဟိုဒီဘက်ကဒါက battery စားဟိုဟာဒီကအပူတက်တယ်နော်ပေါ့နော် K90 Pro Max က43.6တက်တယ် အဲဒီမဲ့ဆိုရင်တိတိတာတာနည်းနည်းလေးအပူတက်တာရေလို့ထင်ရတာ IQ15 ကပို့ပြီးတော့အပူတက်တာရေသူတို့ဆန်းတဲ့ result เนาะကျွန်တော်ဆန်းတဲ့ result မဟုတ်ဘူးတရုတ် review မှာရေးထားတာအဲ IQ IQ13 IQ15 မှာဆို43.4 degree celsius ရပဲအပူတက်တယ်ပေါ့เนาะအဲ1 +15 ကပို့ပြီးတော့ပို့ပူတယ်45.3ဆိုတော့ဒီထဲမှာအပူဆုံးအဲဒုတိယအပူဆုံးက KD Pro ကဒီထက်ပူတယ်ပေါ့เนาะအဲ့တော့ အဲဂိမ်းဆော့မယ်ဆိုအဲ့ကြောင့်ပြောတာ junction ပဲလိုမျိုးဆော့မယ်ဟဲ့ဆိုရင် i go 15ကပိုကောင်းမယ် battery စားတဲ့နှုန်းဒီဘက်က battery စားတဲ့နှုန်းဆိုရင်5.1ဆိုတော့ဒီကောင်ကအစားဆုံးရဲ့ဒုတိယနေရာမှာလောက်ရှိတယ် Kitani Pro Max က battery စားတာတက်တာတော့သူတို့စမ်းတဲ့ result ရတော့ i go 15ကတက်တာတာဒါကကျွန်တော်တို့ခင်ဗျားတို့ဟိုပါပေါ့နော်ဘာတော့ junction impact ကိုသူတို့စမ်းထားတဲ့ result ကိုကျွန်တော်က review တွေကနေပုံရိုက်ပြီးတော့ခင်ဗျားတို့ကြုံလို့ပြပေးလိုက်တာဒါဆိုရင်ဒါ junction impact ကို သူတို့စမ်းပြီးရယ် reset ပေါ့ဗျာအဲသူတို့အရန်ပေါ့နော်ဒီ frame 54.2 fps ကြားတယ်ဟေးဆိုတာကအဲသူတို့စမ်းနေတဲ့တခြားလုံးမှာအထဲမှာပေါ့နော်အကောင်နေနဲ့ battery signer ဘာညာ quick กว่าမှာပဲ40 54.2 fps လောက်ပဲကြားတာပုံမှန်ကတော့60 fps နီးပါးနဲ့ဆော့လို့ရတယ်ဆော့နေတဲ့ကာလာတွင်းမှာတော့အပူဆုံးအချိန်ဟာ43.6 degree celsius လောက်ထိတက်ခဲ့ပါတယ်ဆိုပြီးတော့အဲ့ဒီကျွန်တော်တို့တရုတ် reviewer ကပြောပြသွားတာအဲ့ဒီ video လည်းကျွန်တော်ပြီးရင်ပြပေးမယ်เนาะလောလောဆယ်တော့ကျွန်တော်တို့ဟိုဟာကိုပဲဆက်ဆက်လိုက်အောင်ပါ display ပေါ့เนาะခုနပြော display အဲ display ကလည်းဒီနေရာမှာထည့်ပြောစရာရှိတာ super pixel ကိုတုံးထားတာ super pixel ကကျွန်တော် Xiaomi 17 Pro Max တို့မှာတုံးထားတဲ့ technology ကဒီမှာထည့်ပေးထားတာသူကဘာလဲဆိုတော့သူ့ရဲ့ OLED ကအဲကျွန်တော်တို့သူ့ရဲ့ pixel တစ်ခုချင်းစီမှာဒီ RGB နီးလေးတွေအသေးလေးတွေတက်တက်စီပါတယ်ဆိုပြီးတော့သူကပြောသွားပါတယ်အဲ့ဒါကိုလည်းဒီမှာကျွန်တော်တို့တရုပ်လိုတော့ခင်ဗျားတို့စာရေးပေးထားပါတယ် ဒီမှာတော့ data data တရုတ်လိုရေးထားရဲစာအဲ့ဒါကိုရည်ညွှန်းတာပါနော် super pixel i production screen ကိုတုံးပေးထားတယ်ဆိုတော့ test sampling rate က layer 80 hz နဲ့အလုံးပဲ12 bit pan နဲ့120 hz refresh rate support ပြီးမယ် p3 color gamut support ပေးထားတာတွေ့ရတယ်နောက်အောက်မှာ hdr 10 plus တို့ dolby vision တို့လည်း support ပေးတယ်ပေါ့နော်အဲကောင်းတာကတော့ဗျာ6.9 inch ကိုချင်းနေပဲစယ်တွေတည်တည်လေးနဲ့ကြည့်ရမှာတော့မိုက်တယ်ဒါပေမဲ့ resolution က 1.5k ပဲနော်အဲ့ဒါလေးရှိမယ် เนาะဒါကကျွန်တော်ဒီမှာ RGB ပေါ့ဗျာသူရဲ့ RGB မီလီယာဘယ်လိုအနေထားအလုပ်လုပ်တယ်ဘာညာ super pixel ကဘယ်လိုအလုပ်လုပ်တယ်ဆိုတာသူကပြောပြပေးထားတာပါเนาะနောက်ပြီးရင်သုံးထားတာကသူက M10 ပေါ့เนาะ M10 material ကိုသုံးပေးထားတယ်ဆိုပြီးတော့ပြောတာပါအဲဒီ OLED ပေါ့เนาะဟိုမီလင်းနဲ့နေရာမှာသုံးတဲ့ LED မှာသုံးထားတဲ့ matte က M10 new generation ကိုသုံးပေးထားတဲ့အတွက်ပိုလင်းမယ်အားစားတတ်တာမယ်ဆိုတာကိုရည်ညွှန်းတာဖြစ်ပါတယ်နောက်ပြီးရင်ဒီမဲ့အဲ ဒါသူတို့ China ရဲ့ဟို angle feature certify ရတဲ့ဟာတုံးပေးထားတယ်ဆိုတာကိုဒီကောင်ကပြောတာပါเนาะ angle feature angle production ပါတယ်ဒါနောက်ဒါကျွန်တော်တို့ low light အနေထားပေါ့เนาะ low light အနေထားဆိုတာအလင်းရောင်နေတဲ့အနေထားမှာဆိုရင် screen ရဲ့ display ကို1 nit เนาะဒီနှစ်မိတ်ဆက်သွားတဲ့ဖုန်းတော်တော်များများခင်ဗျားတို့ i go ရောက်ရင်လည်းတွေ့လိမ့်မယ်1 nit အထိ အဲဒီကျွန်တော်တို့အလင်းရောင်ကို1နှစ်ထိချော့ချပြီးတော့ကြီးလို့ရတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့အလင်းရောင်တော်တော်နေတဲ့နေရာမှာမျက်လုံးထိခိုက်မှုတာတွေ eye strain ဖြစ်တာတွေ anti flicker ဖြစ်တာတွေကိုချော့ချနိုင်တယ်ပေါ့နော်အဲ့တော့1နှစ် DC dimming လို့နော်ဒါဘာညာကွီကွာအကုန်လုံးပါတယ်ဆိုတာသူကရည်ညွှန်းတာဖြစ်ပါတယ်။နောက် death rhine certified သုံးခုရတယ်ပေါ့ဗျာ။ထုံထုံးစံတိုင်းဒီမဲ့ death rhine certified ရတာကိုလည်းပြပေးထားပါတယ်။နော်။နောက် battery ကတော့ silicon carbon battery 9560 mAh ကိုသုံးပေးထားတယ်။ handle work ခြားခြင်းနဲ့အားသွင်းရမယ်ဒီကောင်လေးစမ်းပြထားတဲ့ result မှာကျွန်တော်ကြည့်လိုက်တာကမိနစ်90ကျော်အားသွင်းတဲ့ဟိတ်ဆိုရင်တော့တရားရခိုင်နှုန်းပြည့်ရလို့ပြောပါတယ် wireless charging 15 watt support ပေးတယ်လို့22.5 watt revert charging ပေါ့နော်အခြားဖုန်းတွေကိုကျိုးနေအားသွင်းရင်22.5 watt နဲ့အားသွင်းလို့ရပါတယ်ဒီမှာ तू ကဖုန်းက7.9 mm လို့ခင်ဗျားတို့တကယ်တမ်းပြောပြီးမယ်ဂျင်းပေါ့နော်ဂျင်းကိုကိုင်နေဟိတ်ဆိုရင်အဲ့ကောင်8.3 mm ရှိပါမယ် နော်ကျန်တာတော့ဘာမှထွေတူတူမဟုတ်ပါဘူးနော် more flash experience ရမယ်ဆိုတော့ခင်ဗျားတို့ IP စက်တိတ်ဖြစ်တဲ့အတွက်ရေစိမ်ခံပါမယ်ရေစိမ်ခံမယ်ဆိုပြီးတော့ကျွန်တော်ထည့်ပြောရင်ရေမစိမ်ပါနဲ့ရေဝင်သွားရင်ခင်ဗျားတို့ဘယ်သူမှလည်းအမငန်ပေးမှာမဟုတ်ပါဘူးနော်ကြုံလုံးကြိုပြောထားတာပါနောက် ultrasonic fingerprint တို့နောက် T1 T1S ကခင်ဗျားတို့ဟိုတကယ်တမ်းပြောရရင်တော့ antenna chip တွေပေါ့ဗျာခင်ဗျားတို့ wifi နေအဲ connection ကိုပို့မိအောင် support ပေးဖို့တဲ့ T1 T1 chip ပါမယ် NFC support ပေးမယ် ဒါပါပဲအဲ့တော့ဒီကောင်ကိုမျောလင်းရတာစပီကာကဘယ်လောက်ထိမိုက်လာမလို့စပီကာပါလာတာကောင်းတာမှန်ပြီမဲ့အဘက်ထရီလည်းပိုကျိတ်လာနိုင်တဲ့အနေအထားရှိတယ်ပါဝင်တဲ့ဟာတော့ဒီနေ့တော့ထူးထူးဆန်းဆန်း hand drawer ဖြစ်သွားပြီနော်အရင်တော့ဆို hand drawer support ပြီးလဲ190 watt တွေထည့်ထည့်ပြီးတာဒီနေ့တော့ Xiaomi ကဘူးထဲမှာအာ hand drawer ပဲထည့်ပြီးတော့ရနော်130 watt ထည့်တော့ဒါ K90 Pro Max မှာပါမဲ့ပစ္စည်းတွေဖြစ်ပါတယ်နော်ဒီကောင်ကကျွန်တော်ပြောတဲ့ Lamborghini version ပါနော် Lamborghini version ဆိုရင်ဒီ design တွေ့ပြီးနေ သုံးရပါမယ်ကျွန်တော်တို့ဒီနှစ်ကတော့အနဲ့ရောင်လေးတော့ပို့ပြီးတော့သဘောကျပါသေးတယ်ကျွန်တော်ကျွန်တော်ခင်ဗျားတို့ဗီဒီယိုတင်တင်ပေးထားတဲ့ကောင်လေးလीเนาะဒါကကျွန်တော် Lamborghini version မှာဈေးပို့ကြည့်ပါလိမ့်မယ်ဒါပဲပေါ့เนาะ K90 Pro မှာအဲ့တော့ဟိုဟာလေးကိုကျွန်တော်နည်းနည်းပြပေးမယ်ဒီ review ကဟာပါဒါသူက तू K90 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 Pro Max ကဒီကောင်ကဂျင်းရောင်လေးပါစိတ်ဝင်စားလာတော့မသိဘူးဒီအပေါ်မှာကျွန်တော်အဲ့မှာဒါသူ review က brother ရဲ့နာမည်ရေးပေးထားတယ် ။ तू อ่ะဖုန်းအစ်တတွေထွက်ပြီးဟိတ်ဆိုရင် तू အရင်ဆုံးတင်တာ။နော်။ဒါအရင်ဆုံးတင်တာပါ။ဒါကဂျင်းကာလာလေးပါ။အဲ8.3 mm ထူမှာပေါ့နော်။ဒီကောင်က screen size 6.9 inch အနေထားနဲ့ရှိတယ်ပေါ့ဗျာ။ကျုပ်တို့ကျွန်တော်တို့သုံးရမယ်ပေါ့။သူတို့ပြောပုံရတော့နောက်ကဒီဂျင်းသားလေးကတော်တော်ဖုတ်လို့ပြုတ်လို့ကောင်းတယ်လို့ပြောပါတယ်။နော်။အတန်တော့ကျွန်တော်ထည့်မထားပါဘူးနော်။ source ကတော့ခင်ဗျားတို့အိုက်မယ်။တွားကြည့်ချင်းကြည့်လို့ရပါတယ်။ တော်တော်လေးတော့လှတယ်တော်တော်လေးတော့လှပြီးတော့ထားကြတယ်ဂျင်းကြိုက်ကြလားဘလို့နေတော့ဒီကောင်ကလေးဟောတော့ရှိမှာပေါ့နော်26သိန်းလောက်တော့အခုကပရီအော်ဒါကောက်ပရီအော်ဒါကောက်ကြတာပေါ့နော်ဒါထွက်တဲ့အယောင်300ပေါ့အဖြူအမဲဟိုက Lamborghini အယောင်ဒါခင်ဗျားတို့အထူပြောတာသူကအထူကယိုယိုဟာဆိုရင်7.9 mm ဂျင်းဖြစ်သွားရင်8.3အလေးချိန်ကတော့235 236 gram လောက်ရှိတယ် လေးရဲ့ထင်မှာပါတယ်ညံ38 current ထင်တယ်218 gram ဆိုတော့နည်းနည်းလေးလေးတယ်ဒါဆို speaker ပေါ့နော်အပေါ်အောက်ကို valence ဖြစ်တဲ့ speaker တွေတက်ပေးထားတယ်ဆိုတော့သူကပြရတာတော်တော်လေးတော့လှပါတယ်ကျွန်တော်ညနေရအောင်ခင်ဗျားတို့ပါဟို page မှာတင်ပေးထားတယ်လေကောလုံးဒါ boost ကနေပြီးတော့ K90 Pro Max တွေကို tuning လုပ်ပြီးတော့ထုတ်ပေးထားတယ်ဆိုတဲ့အကြောင်းကိုပြောတာဒါခင်ဗျားတို့ကခုနပြောတဲ့ classic mood ရယ် balance mood ရယ် ဒါသူကဒီကျွန်တော်တို့ဟိုခင်ဗျားတို့ equalizer တွေစိတ်ကြိုက်ဒီထဲမှာရှင်းကြည့်လို့ရတယ်ဆိုတာကိုပြောတာနောက်ပြီးရင်တော့ display ဘိုင်းနဲ့ပတ်သက်ပြီးသူအနည်းငယ်ပြောပြလိမ့်မယ် display က super pixel နဲ့လောက်ထားတာဖြစ်တယ် 1.5k resolution နဲ့ကျွန်တော်တို့ကြည့်ရမယ် 120hz refresh နဲ့အလုပ်လုပ်တယ် ppi က419နဲ့ရမယ်အမ်အဲ့ဒါတကူကဆိုးတာ ltpo မပါဘူးထင်တာပဲဒီမှာတော့သူတို့က animation လေးနေပြထားတော့ပို့ပြီးသဘောပေါက်လွယ်တယ်ပေါ့နော် assembly promax မှာတုံးထားတဲ့ဤပညာမျိုးကိုပဲဒီကျွန်တော်တို့ဟိုဟာ key 90 promax မှာလည်းတုံးပေးထားတယ်ပစ်စက်တစ်ခုချင်းစီမှာကို RGB light လေးတစ်ခါတည်းပါတယ်ပေါ့နော်အဲ့ဒါကိုပြောတာပါဒါကကျွန်တော်တို့ဒီကောင်ဒီကောင်လေးခင်ဗျာတီးဖို့လိုပါမယ်632เนี่ยဆိုတာပုံမှန်ကျွန်တော်တို့ဟို P bright เนี่ยဘယ်လောက်ရရလဲဆိုတာခင်ဗျားတို့အရင်ကြည့်ပြီးတော့ပြောရတဲ့ဟာတကယ်တမ်းကတော့ဒါလေးနဲ့ဆိုပို့ပြီးတော့နေစက်မယ်เนาะကျွန်တော်ပြောပြခဏလေးပြပေးမယ် ဒီကောင်ကအာပုံမှန်ပေါ့နော်ကျွန်တော်တို့ဟိုပုံမှန်အနေထားမှာကြည့်ရင် screen တစ်ခုလုံးရဲ့ brightness က632 nit အထိလင်းပါမယ်အဲနည်းနည်းကျွန်တော်တို့ဟိုပြင်ပအလင်းရောက်ပါ냐ဆိုရင် brightness အဆုံးထိဆိုရင် p brightness ပေါ့နော်1132အထိလင်းမယ်3600လို့3633ဆိုတာက HDR မူဒါမှမဟုတ်အဲ့ထက်မှပါတဲ့နော်ပစ်စက်ွယ်လေးတစ်ခွက်သေးရတာ3633နှစ်အထိ လင်းတာပါတပြင်းလုံးကြီး3633နှစ်လင်းတာမဟုတ်ပါဘူးเนาะဒီလိုလေးပြလိုက်တော့ရှင်းသွားတာပေါ့သူကအဝမ်းတန်နီဟက် DC dimming ပါတာဖြစ်တဲ့အတွက် anti flicker ဖြစ်တာပါညာတက်တာမယ်ဒါတော့သူတို့ခုနခင်ဗျားတို့ကျွန်တော်ပြောပြထားတဲ့ဟိုရှေ့မှာပုံလေးပြလိုက်တယ်ပေါ့เนาะသူတို့ junction impact ဆန်လိုက်တဲ့အချိန်မှာဘလို့ two CPU SoC ကဘလို့အနေထားရှိရဲ့ပါညာဆိုတာကြီးတစ်ခုလုံးကိုရှင်းပြသွားတာပါကျွန်တော်ကတော့ဘာမှထွေထွေထူးထူးမဟုတ်ဘူးเนาะခင်ဗျားတို့ဒါကျွန်တော်ခုနဟိုတရုတ်ကနေပြီးတော့ အင်္ဂလိပ်လို translate လုပ်ပြီးတော့ပြပြီးသားဟာတွေပေါ့နော်ဒါကတော့ထူ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 မဟုတ်ဘူးနောက်တော့ဒါ test sampling rate ပေါ့နော် test response တွေကိုသူတို့ဆန်းတဲ့ပုံစံမျိုးဒီမျိုးပြတာနော်ဒီကောင်လေးကအဲ့လို test response တွေကိုဆန်းတာပေါ့ဗျာသူတို့ဆန်းတဲ့ result တွေပေါ့နော်အဲဒါဆိုရင်ငါ response ဆန်းပြီးတဲ့အချိန်မှာဒီ game မှာဆိုရင် K90 Pro Max ကဘယ်လောက်ဘယ်လောက် millisecond နဲ့ response လုံးနိုင်နေ ဘေကောင်ကြီးကတော့အဲ့ထဲမှာတော့ဒီသူပြတဲ့ reset state ထဲမှာတော့ခင်ဗျားတို့တိတိသားသားကောင်းတာ i go 15တစ်ခုလုံးကြီးอ่ะအများအားကြီးလား i go 15ကအနေအဆုံးလေးမှာရှိတာအနေအဆုံးဖြစ်တာ response မြန်တာကိုပြောချင်တာပါเนาะအဲ့တော့ i go 15နေပြီเนาะအဲ့ဒါတွေကကောင်းပါတယ်เนาะဒါကကျွန်တော်တို့ပြောတယ်ဒါကျွန်တော်တို့ application အခု30ကျော်ကိုပြိုင်တူဖွင့်ပြီးလိုက်တဲ့အချိန် reset အရာတော့ဒီကောင်ကဘယ်နေရာ1 2 3 4 5နံပါတ်5နေရာမှာလိုက်တယ်လို့ပြောတော့တာဖြစ်ပါတယ် နောက်ထပ်ကတော့ဒါကျွန်တော်တို့အာသွင်းဝက်ပေါ့နော်အဲကျွန်တော်တို့ hand drop ဝက်နဲ့အာသွင်းလို့ရမယ်အဲနောက်ပြီးရင်50 watt နဲ့ wireless charging ရအောင်မယ်အောက်က hand drop ဝက် PPS ဆိုတာက power delivery system ပါတဲ့ဟာပေါ့နော် အခြားကောင်းဖြစ်တယ် hand drop ဝက် support ပြီးတယ်ဆိုရင်လေအဲဟို Xiaomi charger မဖုံးဘူးကိုသုံးတဲ့ charger ဒီ power delivery power delivery hand drop ဝက်ရတယ်ဟိဆိုရင် hand drop ဝက်နဲ့အာသွင်းလို့ရမယ်လို့ပြောတာပါနော်အားသားအာ charging protocol စနစ်တစ်ခုကိုလည်း support ပေးမယ်လို့ပြောတာပါ ဒါသူအာသွင်းတဲ့နှုံးကိုပြသွားတာပါနော်သူ20ရာခိုင်နှုန်းကအာသွင်းတယ်ထင်ပါတယ်20ရာခိုင်နှုန်းကအာသွင်း19ရာခိုင်နှုန်းကနေအာသွင်းတာအာ85မိနစ်မှာပြည့်ရဟုတ်59မိနစ်မှာ100ရာခိုင်နှုန်းပြည့်ပါတယ်တဲ့နော်သူဆိုလိုချင်တာဒါတော့သူကင်မရာပါကင်မရာဘိုင်းနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမကောင်းကောင်းဟိုတရုတ်ဖုန်းကုမ္ပဏီရောတရုတ် reviewer တွေရောအမြင်တယ်သူတို့ပြတဲ့ပုံတွေမှာဆိုရင်အဲ iPhone 70 Pro Max နဲ့ရှင်းရှင်းပြီးပြတာပါဒါသူတို့ရိုက်ထားတဲ့ပုံတွေပါ ဘုံကတော့ကျွန်တော်လည်းမပြောလို့ဘောင်းဆိုကိုယ်တိုင်လည်းအပြင်မှာဆင်းထားတာမဟုတ်တဲ့အတွက်အသိပြီးတော့ပြောလို့ရအောင်ပြောလို့မရဘူးပေါ့နော်ဒါတော့သူတို့ရိုက်ထားတဲ့ဟာကျုံလို့ခင်ဗျားတို့ကိုနမူနာဖွင့်ပြလိုက်တာသူတို့ကတော့ပြောတာဗျာတခုပါရှိလဲဆိုတော့ဒီကောင်ကတဲ့အာဒီမဲ့ဆိုဟိုဒါ iPhone နဲ့ရိုက်ထားတဲ့အပင်นี่ဆိုရင်ကျွန်တော်တို့ဆိုရင်ပို့ပြီးတော့တဘာဝကြတာတဲ့ iPhone ရုပ်ထွက်ကပို့ပြီးတော့ natural ဖြစ်တယ်ထင်တယ်ဗျာဒီမဲ့ကျွန်တော်တို့ဒီဘက်က K90 Pro Max ဆိုရင်အရင်စိမ့်သွားတာကျွန်တော်တို့ဆိုမကြိုက်ဘူးပေါ့ဒီနှစ်ခုလုံးမှာတကယ်တမ်း မိုက်တာ17 pro max iphone 17 pro max ကပုံမိုက်တယ်လေကတဘာဝနဲ့ပုံနီးစက်တယ်ပေါ့နော်ဒီကောင်ကျတော့အရင်ပြင်ထားတဲ့ပုံပုံစံမျိုးဘက်ကိုသွားတာပေါ့နော်ထားပါဒါတော့ပုံတွက်တွေကတော့ကျွန်တော်တို့မပြောတော့ဘူးအာဒီမှာကျွန်တော်တို့လူပုံတွေရိုက်တဲ့နေရာတို့ဘာညာတို့လှပါလေဒါမဲ့လေအဲ zone ရိုက်တဲ့နေရာမှာ shape တွေမစိုးဘူးဗျတက်လားဟို zone photo တွေရိုက်တဲ့နေရာမှာဒါဆိုကြည့်လိုက်ပေါ့နော်ဒါဆို iphone နဲ့ smd pro max နဲ့ key 90 pro max မှာဆို zone ရှက်ဖြစ်ပြီးဒီဒီရတာသူ AI zone photo ပုံပြန်ထွက်တာဒီ Redmi K90 Pro Max ကတော့သူရိုက်ထားတဲ့ပုံလေးမှာကောင်းတယ်ပေါ့နော်ဒါကတော့လူပုံကတော့သိရတဲ့အတိုင်းပေါ့ဗျာဟို iPhone ကတော့အရင်ပြင်ဆင်ပြီးမှမဟုတ်ဘူးတရုတ်ဖုန်းတွေကတော့ကျွန်တော်တို့အာရှသားတွေအကြိုက် skin tone တွေကို smooth အောင် special ပြင်ပြီးတော့ဘာပြောပြောပုံထွက်လာခြင်းနဲ့ဟိတ်ဆိုရင်တော့နော် skin tone ကင်တာတော့ K90 Pro မှာလူပုံရိုက်မယ်ပေါ့ထွက်ရိုက်မယ်ဟိတ်ဆိုတော့ခင်ဗျာ skin tone ထွက်လာလိမ့်နေတော့ရပါလိမ့်မယ် เนาะဒါပါပဲဒါပါပဲပေါ့เนาะ K90 Pro Max ပေါ့เนาะအာ12.56 GB က3999 3999ကိုကျွန်တော်တို့เนาะဈေးနှုန်းတော့တစ်ချက်ပြောပေးမယ်3999 3999 22,900ဆိုတော့ဆိုတော့တရုတ်ပြည်ဈေးကတော့ဟိုလောက်ပဲရှိတာ8 LG Gen 5ပါတယ်အနေဆုံးဈေးက23သိန်းပေါ့ဗျာအကျဉ်းအပြင်တရုတ်ပြည်မှာတော့23သိန်း အလောတွေတော့ကျွန်တော်တို့မှာ pre order တင်တဲ့အဲတင်လို့ရတဲ့ရှိမှာ pre order ကောက်နေတဲ့ဈေးနှုန်းတွေကတော့25ဒိန်း26ဒိန်းလောက်ကောက်တာကိုကျွန်တော်တို့ဈေးကွက်ထဲမှာတေးရတယ်ဒါ1256ရဲ့ဈေးနှုန်းမှာ1512ဆိုရင်လေးလေးကိုလေးလေးကိုကိုဆို4500 4500ကိုခင်ဗျားတို့990နဲ့မြှောက်လိုက်ပါ16512ဆိုရင်4899 4899ကို990နဲ့မြှောက်လိုက်ရင်မြန်မာငွေဈေးရပါမယ်16 1DB ဆိုရင်9299 9299ကို980နဲ့မြှောက်လိုက်ရင် မြန်မာငွေစည်းရပါမယ်။ Champion Edition ဆိုတာခင်ဗျားတို့ Lamborghini version မှာအဲ့ဒီကောင်ကကျွန်တော်တို့9499ပါ980နဲ့မြှောက်ပါမြန်မာငွေစည်းနဲ့ရနိုင်တဲ့ဈေးနှုန်းတွေဖြစ်ပါတယ်เนาะ။ဒါဆိုရင်တော့ K90 Pro Max ကအပြည့်စုံပြီးထင်ပါတယ်။